ောင်းကင်နိုင်ငံတော်သည်သင်ဤနှလုံးသားထဲမှတည်ရှိသည်ကတိလေသာသနာတော်ဤနေ့စဉ်ကျမ်းစာထောက်ရှုခြင်းများကိုဝေမျှပေးနေပါသည်2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့အတွက်ပါရှင်လူကာခန်းကြီးစခွန်ခန်းငယ်20မှ25အထိထောက်ရှုကြပါစို့ကင်ခရစ်တော်အားကျမ်းတက်ဆရာများကဖျားသခင်နိုင်ငံတော်သည်မိသည့်အချိန်တွင် ရောက်လာမည်နည်းဟုမေးမြန်း ားတဲ့အကြံပိုက်ဖြစ်ပါတယ်။ပူရောကဘုရားသခင်ရဲ့နိုင်ငံတော်ဟာဒီရက်မှာဟိုရက်မှာရှိတယ်လို့မပြောဘဲနဲ့ဘုရားသခင်ရဲ့နိုင်ငံတော်ဟာသင်တို့အထဲမှာရှိတယ်လို့ပြန်လည်ဖြေကြားထားပါတယ်။ဘုရားသခင်ရဲ့နိုင်ငံတော်အကြောင်းမိန့်တော်မူပြီးနောက်လူသားဤသားတော်ဒုက္ခခံထမ်းမိအကြောင်းနဲ့ထိုခေတ်လူတို့လက်ခံမိမဟုတ်ကြောင်းတပည့်တော်တွေကိုမိန့်တော်မူခဲ့ပါတယ်။ ဒီကျမ်းစာဖတ်ခြင်းအဓိကအချက်ကတော့ဘုရားခင်နိုင်ငံတော်ဟာရုပ်ပိုင်းဆိုင်ရာနိမိတ်ရှိတဲ့နေရာတစ်ခုမဟုတ်ဘဲနဲ့ဝိညာဉ်ရေးရာအခြေအနေတစ်ခုဖြစ်ကြောင်းအလေးထားဖော်ပြနေပါတယ်ကျွန်တော်တို့ဟာဘုရားခင်ရဲ့ဉာဏ်ပညာကို လက်ခံပြီးပြင်ပလက္ခဏာများထက်အတွင်းစိတ်အရေးသွေးများကိုအာယုံဆိုင်တဲ့အခါမှာထိုကောင်းကင်နိုင်ငံတော်ဟာကျွန်တော်တို့အတွင်း၌ကျွန်တော်တို့အကြား၌တည်ရှိနေတယ်ဆိုတဲ့အကြောင်းကိုထောက်ရှုကြားမှာဖြစ်ပါတယ် ပထမအချက်အနေနဲ့ဘုရားသခင်နိုင်ငံတော်ဟာသင်အတွင်းနိုင်ဒီရှိပါတယ်။တောင်းငွေနိုင်ငံတော်ဟာ အပြင်းမှန်းလက္ခဏာများ ရုပ်ပိုင်းဆိုင်ရာနယ်နိမိတ်များသို့မဟုတ်လူတို့လက်ညှိုးထိုးပြနိုင်တဲ့ပြောပြနိုင်တဲ့နေရာတခုမဟုတ်ပါဘူး။တောင်းငွေနိုင်ငံတော်ဟာ လူတူစီရဲ့နှလုံးသားအတွင်း၌ဝိညာဉ်ရေးရာအခြေအနေတခုဖြစ်ပြီးတော့ဘုရားသခင်က ကျွန်တော်တို့ရဲ့ဘဝတွေကိုအုပ်ဆိုးရန်ခွင့်ပြုတဲ့အခါမှာ ိုကောင်းကင်နိုင်ငံခီးစင်ဟာစတင်ပါလိမ့်မယ်။ဒုတိယတစ်ချက်အနေနဲ့နှိတ်ချမှုနဲ့လက်ခံခြင်းကျန်တဲ့ဆရာတို့ကကောင်းကင်နိုင်ငံတို့ကိုဂုံအတီးကြီးမားသောပြင်ပပွဲတော်တစ်ဖွဲမျှော်လင့်ခဲ့ကြပါတယ်။သို့သောတခင်ခရစ်တော်ကတော့ကောင်းကင်နိုင်ငံတို့ဟာ နှိတ်ချ၍မျိုးစစ်ကဲ့သို့ဖြစ်ပြီးတော့ကျွန်တို့ရဲ့အတွင်း၌ကြီးထွားရှင်သန်ရမှာဖြစ်တဲ့အကြောင်းကို ဖော်ပြထားပါတယ်။ကျွန်တို့ဟာ မိမိကိုယ်ကိုအခြားသူများထက်တာလွန်သည်ဟုမမှတ်ယူဘဲဘုရားခင်ကျေးဇူးတော်အပေါ်အလုံးစုံမိကိုယ်အားထားကြောင်းအတိမတ်ပြုရန်လိုအပ်တယ်ဆိုတဲ့အချက်ကိုထောက်ရှုရပါတယ်တတိယအချက်အနေနဲ့ယခုနှစ်အိန္ဒိယ၌နေထိုင်အသက်ရှင်ခြင်းကောင်းကင်နိုင်ငံတော်ဟာအဝေးကအနာဂတ်မှာ လောကအချိန်တွေကုန်လွန်သွားမှဖြစ်လာမယ်လို့ဆောင်ဆိုင်နေမဲ့အစားကောင်းကင်နိုင်ငံတော်ဟာယခုနှစ်အိန္ဒိယ၌ရှိနေသည်ကိုသတိပြုရန် ားသခင်ကကျွန်တော်တို့ကိုဖိတ်ခေါ်နေပါတယ်။ကျွန်တော်တို့ဟာဘုရားသခင်ရဲ့မေတ္တာတော်ကရုဏာတော်နဲ့ငြိမ်သက်ခြင်းကိုနှိမ့်စင်အသက်တာတွေမှာလက်တွေ့နေထိုင်ခြင်းအပြင်လက်တွေ့အသက်ရှင်ခြင်းအပြင်ဘုရားသခင်ရဲ့နိုင်ငံတော်ကိုတည်ဆောက်ရ၌ပါဝင်နိုင်ပါတယ်။နောက်တစ်ချက်အနေနဲ့ဒုက္ခခံစားခြင်းနဲ့ငြင်းပယ်ခံရခြင်းအကြောင်းကိုထောက်ရှုနိုင်ပါတယ်။လူသားဤသားတော်သည်ဘုံအာနုဘောဖြင့် ပြန်မကြွလာမည်ဥစွာ များစွာဒုက္ခခံစား၍ဤလူမျိုး၏ညှင်းပယ်ခြင်းကိုခံရမည်ဟု သခင်ခရစ်တော်ကတတိပေးထားပါလေဒီတစ်ချက်ကတော့တပည့်တော်တွေအဖြစ်လမ်းလျှောက်ရာမှာလောကတိုင်းလိုတတ်မှတ်နိုင်တဲ့နေ့စဉ်အခက်အခဲတွေညှင်းပယ်ခံရခြင်းတွေရှိနေတယ်ဆိုတာကိုပြသနေပါတယ်ကျွန်တို့ရဲ့ခန္ဓာရည်ရှိခြင်းဟာကျွန်တို့ရဲ့အတ္တကိုကဲတင်ခြင်းလမ်းစဉ်ကိုပူပေးနိုင်တဲ့လမ်းကြောင်းဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့အတွင်းစိတ်ပြောင်းလဲခြင်း ဘုရားသခင်ရဲ့နိုင်ငံတော်ဟာနှလုံးသားတွေကိုသရှင်သောဝိညာဉ်တော်နဲ့ပြည့်ဝကဖြောင်းမှန်ခြင်းငြိမ့်သက်ခြင်းနဲ့ဝမ်းမြောက်ခြင်းတို့ကိုဆောင်ကျင်းပေးသောဝိညာဉ်ရေးရာခီးစဉ်တစ်ခု ဖြစ်တယ်ဆိုတာကိုထောက်ရှုနိုင်ပါတယ်။နောက်ဆုံးချက်အနေနဲ့တတိရှိခြင်းနဲ့ဆုတောင်းခြင်းကောင်းကင်နိုင်ငံတော်ကိုလက်တွေ့ခံစားနိုင်ဖို့ရန်အတွက်ကျွန်တို့ဟာဘုရားသခင်နဲ့ယဉ်ဤကျွမ်းဝင်သောဆုတောင်းခြင်းဘဝအတ္တကိုအသက်ရှင်ရပါမယ် နှိမ်ချသောအစီခံခြင်းပွားနဲ့နေထိုင်ရန်လိုအပ်ပါတယ်။ကျွန်တော်တို့ဟာလောကီအရာများဦးစားပေးအမြဲလုပ်နေပြီးတာမန်အရာများကိုသာညှော်လင့်နေပါကဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ဝင်းနေတဲ့အခြေအနေရောက်နိုင်ကြောင်းသိရှိပြီးထောက်ရှုကြရမှာဖြစ်ပါတယ်။ကျွန်တော်နေကြည့်တူကအသက်ရှင်နေတဲ့ဘဝအသက်တာမှာကောင်းကင်နိုင်ငံစိတ်ထားကိုထားနိုင်ဖို့ကောင်းကင်နိုင်ငံဟာကျွန်တော်ရဲ့နှလုံးသားထဲမှာကျွန်တော်ရဲ့ ုံတော်ထဲမှာကျွန်တော်ရဲ့ဖြစ်တည်မှုထဲမှာရှိနေတယ်။ဘုရားသခင်ရဲ့လွန်မှုမှုဘုရားသခင်ရဲ့အုပ်ဆိုးမှုရှိတည်ရှိခြင်းဟာကောင်းကင်နိုင်ငံတည်ရှိခြင်းဖြစ်တယ်။ကောင်းကင်နိုင်ငံခီးစဉ်ဖြစ်တယ်ဆိုတာကိုထောက်ရှုလျက်ယေဝင်ကလေးကျမ်းစာအဖြစ်ကိုအာယူကြပါစို့။